အားလုံးပဲမင်္ဂလာပါတခင်ဖူဘောတေအာအယူဂျူ channel နဲ့တခင်တတော်နေပြီးတော့ကြိုးဆိုပါရစေကဲအင်ဂျီရောညာညာရေးဝတ်ဆောင်ဖြစ်နေရပါတော့အဲ့တော့နည်းနည်းသိခံပါကျွန်တော်ဒီအာဆင်နယ်ကျွန်တော်တခင်တခင်ဖော်ဘောတစ် AR ဆိုတော့ဒီ YouTube channel လေးကိုစပြီးထောင်ပြတဲ့အကြောင်းလေးကိုပြပြချင်လို့ပါအဲ ဘာလို့လဲဆိုတော့တခင်ကြီးဆိုတဲ့နာမည်ကိုပေးရတာကျွန်တော်ဖော်တာတွေတော်တော်များများကျွန်တော်တခင်ကြီးလို့ခေါ်လို့ပါဒါကလည်းအကြောင်းရင်းလေးရှိရပါတော့ကျွန်တော် manual fan ဖြစ်လို့တခင်ကြီးလို့ခေါ်တာမဟုတ်ပါဘူးကျွန်တော်တို့ဒီတိုင်းပဲတခင်ကြီးတခင်ကြီးနဲ့စနောက်ပြီးခေါ်ကြလို့ကျွန်တော်ဒီနာမည်လေးကိုပေးပြတာပါပေါ့နော်တခြားငွေပူးလို့ပါတော့ကြိုက်လို့လည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ငွေပူးကိုကြိုက်ပါတယ်ဒါပေမဲ့အဲ့လိုမျိုးကြောက်လဲတခင်ကြီးပေးပြတာမဟုတ်ပါဘူးပြီးတော့နောက်တစ်ခုက ARS ဆိုတာကျွန်တော် Arsenal ပါ ဲ့တော့ Arsenal fan တယောက်အနေနဲ့ပေါ့နော် Arsenal အကြောင်းလေးကိုကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်တို့ Arsenal ကိုစပြီးအားပေးလာတာ Arsenal ဟစ်ပြတ်နေတဲ့အချိန်တော့ပါ Charmat တို့ Batana တို့နဲ့ Arsenal ကလုံးလေချာလေလိုက်နေရပါဗျာအချာပြင်းလို့နဲ့လုံးလေချာနေရင်လိုက်နေရဲ့အချိန်မှာကျွန်တော်တို့စပြီးအားပေးလာပါ honorary တို့ဘာလို့ခဲ့ကိုကျွန်တော်မမိပါဘူးမွေးတော့မွေးပါပြီဒါပေမဲ့အဲ့တော့ဘောလုံးဝမကြည့်တတ်သေးပါဘူး ဖြူဖြူနီဝစ်ဆုံလေးကိုသဘောကျပြီးတော့ကျွန်တော်တို့အာဆင်နယ်ကိုစပြီးအားပေးရပါအမြောက်တင်ဂေတာလေးနဲ့လိုဂိုလေးကိုကြိုက်ပြီးကျွန်တော်အာဆင်နယ်ကိုစပြီးအားပေးရပါအဲ့ချိန်မှာအာဆင်နယ်ကတော်တော်လေးကိုခက်ပြက်နေရပါမန်ယူရဲ့ရှေ့ကိုနှစ်ကိုရှူတာကိုခံနေရတဲ့အချိန်မှာအဲ့မှာဗမ်ပါစီတို့ဘာလို့ပေါ်လာလဲဟောစကညာတို့ဗမ်ပါစီတို့အလက်ဆန်နာဆောင်းတို့ဖာဘရီကက်တို့ဝီရှန်ယာတို့ပေါ်လာတယ်ဒါပေမဲ့အာဆင်နယ်ထင်တယ်လို့ဖြစ်မလာသေးပါဘူးအဲ့မှာဗမ်ပါစီကမန်ယူကိုပြောင်းသွားတဲ့အချိန်တော့ကျွန်တော်တို့စိတ်နာခဲ့မှုပါတယ် ပြီးတော့နောက်ထပ်တိုက်ဆက်မှုဂျာရူးကိုဝယ်တယ်ဂျာရူးကိုဝယ်တော့လဲကျွန်တော်တို့အဆင်မပြေပါဘူးအဲ့ချိန်မှာကျွန်တော်တို့အာဆင်နယ်အသင်းကိုပဲကြိုက်တာပါအာဆင်နယ်ကစားသမားတယောက်ကိုမှကျွန်တော်မကြိုက်သေးပါဘူးအာဆင်နယ်ကစားသမားကိုစပြီးချစ်မြနိုးချစ်မြနိုးတက်လာတာတော့ဝဲကော့ပါအာဆင်နယ်ပိသက်တိုင်းရဲ့အချစ်တော်လေးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်တောင်မန်တစ်ချောင်းမှာအရန်ပြေးမယ်ပြီးရင်တောင်မန်ဒေါက်ရှိုးကန်လိုက်မယ်ဒေါက်ရှိုးဘောတွေကိုအရန်ပိုင်နိုင်တဲ့တီယိုဝဲကော့ကိုကျွန်တော်တို့အရန်ကြိုက်ပါတယ် ကျွန်တော်ဝဲကော့ဖန်စစ်စစ်ပါကျွန်တော်တို့ဘောလုံးကန်တော့ဆိုရင်လေဝဲကော့ဝဲကော့နဲ့တီယိုဝဲကော့ဆိုပြီးအော်ဟစ်ပြီးကန်ခဲ့ကြတာပါဒါကလေးဘွားတော့ပါဗောနော်နောက်ထပ်အာဆင်နယ်မှာဒုတိယအခြေရာဆုံးဒုတိယတော့မဟုတ်ဘူးဗျအခြေအဆုံးပေါ့နော်ကျွန်တော်အခုအာဆင်နယ်နဲ့ပတ်သက်ပြီးပြောမှာဘောလုံးလောကမှာကျွန်တော်အကြိုက်ဆုံးကစားသမားကတော့ခရစ်စတီယာနိုရော်နယ်ဒိုပါဒါပေမဲ့ခရစ်စတီယာနိုရော်နယ်ဒိုကအကြိုက်ဆုံးမှာဒါပေမဲ့သူ့ထက်ပိုပြီးချစ်မြတ်နိုးတဲ့ကစားသမားတယောက်ရှိပါတယ်အဲ့ဒါကတော့ မစ္စအိုဆေးပါအိုဆေးကိုကျွန်တော်ရမ်းကြိုက်ပါတယ်သူရဲ့လူသားဆန်တဲ့စိတ်ဓာတ်တွေရောအကုံလုံးကိုကျွန်တော်ရမ်းကြိုက်ပါတယ်ဒီနေ့ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ဖြစ်တဲ့အကြောင်းရင်းလဲကျွန်တော်အိုဆေးကိုလွမ်းတဲ့အကြောင်းကိုပြောချင်တာပေါ့နော်အာဆင်နယ်လွန်ခဲ့တဲ့ဆက်တနေ့ကအာဆင်နယ်ဒက်လိုင်းဒေးကြီးမှာအိုဆေးရောက်ရှိလာတယ်ကမ္ဘာဖန်တီးမှုအကောင်းဆုံးကစားသမားတစ်ယောက်ကိုအာဆင်ဝင်းကခေါ်နိုင်ခဲ့တယ်အာဆင်နယ်ကိုရောက်လာတဲ့အိုဆေးကမဆိုင်မတော့ပါပဲခိုးဖန်တီးမှုတွေ သူရဲ့လှပညံ့ညောတဲ့ကစားကစားကွက်တွေကိုပြရဲကျွန်တော်ဦးစေးကိုရမ်းကြိုက်ပါတယ်ဦးစေးရောက်အာဆင်နယ်လေဗယ်တခုကိုရောက်ခဲ့တယ်ဆိုမှားပါဘူးအဲ့မှာလက်စစ်ဆန်းချက်တို့ဂျီရူးတို့နဲ့ပေါင်းဖက်လိုက်တဲ့အချိန်မှာဦးစေးကတော်တော်လေးကိုကောင်းမွန်လာပါတယ်ဗောနော်ဒါတော့ပြပြဆုံးနဲ့တင်းတင်းတော့ဖြစ်သေးပါဘူးဗောနော်ကာဆိုလာကာဆိုလာကိုလည်းကျွန်တော်တော်တော်လေးကိုကြိုက်တဲ့အချိန်မှာပါပါတယ်ကွင်းလေထဲမှာကာဆိုလာကိုတော့ကြိုက်ပါတယ် အဲ့မှာအိုဆေးကြောင်းပြောရမယ်ဆိုရင်တော့ကျွန်တော်အိုဆေးကိုတော်လေးကိုမှကြိုက်ပါတယ်အိုဆေးဘောလုံးလောကမှာကျွန်တော်ဘောလုံးဝင်းထဲကိုဝင်ပြီးဘောလုံးကစားရလို့မထင်ရတဲ့ကစားသမားနှစ်ယောက်ပဲရှိပါတယ်ဘောလုံးဝင်းထဲမှာကနေရလို့ကပြီးအေးညံလေးကခုန်နေရလို့ခံစားရတဲ့ကစားသမားနှစ်ယောက်ပဲရှိပါတယ်အဲ့ဒါကတော့အိုဆေးနဲ့လူကာမိုဒရစ်ပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ကစားနေရလို့လုံးဝမထင်ရပါဘူးပြီးရင်နောက်တစ်ယောက်ရှိပါသေးတယ်သူကတော့အဲ့လိုကျွန်တော်တားကြီးထင်ရတဲ့ထမှာတော့မပါဘူးဒေးဗစ်ဆေးပါပေါ့နော်အရန်မိုက်ပါတယ်အဲ့ကွင်းလေးလေကိုကျွန်တော်ရမ်းကြိုက်ပါတယ် မန်စီးတီးမှာဆိုရင်တော့ကျွန်တော်အရန်အဂူယိုကျွန်တော်ရမ်းကြိုက်ပါတယ်ဗောနော်အဂူယိုတို့ရာတူလေးတို့ဗောနော်အဲ့ခက်တော့ကျွန်တော်ခက်တော့ဘလုံးပွဲကြည့်ရတာရမ်းကောင်းတယ်ဗျာလုံးပွဲရလည်းရမ်းမရှိသေးဘူးပြင်ပြန်ဆန်မှုပြင်းထန်တယ်ဗာဘာလို့တယ်ရီတို့ဗောနော်မန်ယူတို့တော့အဲ့ဘက်မှာဆိုရွန်နီတို့ဗောနော်လင်ကတ်တို့နဲ့မန်ယူကလည်းအဲ့တော့ကတော့တာကြီးကောင်းနေတဲ့အချိန်တော့မဟုတ်ဘူးဒါပေမဲ့သူကလည်းသူစကေးတစ်ခုတော့ရှိနေသေးတယ်ဗောနော်ဗမာစီတို့နဲ့ဗောနော်ဒီဘက်မန်စီးရဲ့ခင်းဖြစ်လာတယ်ဗောနော်အပိချက်စီးမှာလဲသူကလည်းသူကောင်းမွန်တဲ့ကစားသမားတွေဗောနော်ကော့စတာတို့ပြီးအော့စကာတို့ မာတာတို့နဲ့အဗန်နိုဘေးတို့နဲ့အရင်ကောင်းနေတဲ့အချိန်ပေါ့နော် တားလွမ်းမိပါတယ်အဲ့ဒီအချိန်တွေပေါ့နော်အရီယယ်မက်ဒရစ်မှာဆိုတော့ခရစ်စတီယာနိုရိုနယ်ဒိုတို့မာဆယ်လိုတို့ဇာဗီအလွန်ဆိုတို့ရာမိုတို့ရဲ့ခြေစွမ်းတွေကိုကျွန်တော်တို့မြင်ွားထင်နေမြင်ရပါတယ်ပြီးရင်ဘာစီလိုနာဖန်တွေအနေနဲ့ပိုပြီးလွမ်းရတဲ့ကောင်းတဲ့ကောင်းစရာကတော့ Inio Star ဇာဗီဘတ်စကွတ်မက်ဆီဒီဘီဘီလာစွာရက်နေမှာစရှိရကစားသမားရင်လွမ်းနေရမယ့်အချိန်ကြီးပေါ့နော် ီဘက်ခေတ်ဘောလုံးတော့ကမှလုံးဝမတူတော့ပါဘူးအခုလမိုင်းရမယ်တို့ဗာလင်ဂန်တို့ပချင်းနီယာဂျူနီယာတို့အမ်ဘပ်ဘီတို့ကျွန်တော်တို့အသင်းမှာဆိုစာကာတို့အဲမန်စီးတီးမှာဆိုဖိုရင်တို့ပေါ့နော်မန်ယူမှာဆိုရင်တော့အဲရက်ဖိုအာရက်ဖိုတို့ဘာစီရောက်သွားပြီပေါ့နော်ရက်ဖိုတို့အရန်ကောင်းနေတဲ့ချိန်မှာတော့မှကျွန်တော်တို့ဖြစ်တော့တော့ပြောစရာမကောင်းတော့ပါဘူးပေါ့နော်အခုဘောလုံးပွဲတွေကတော့တိတ်ပြီးတော့ဘာတွေဘာတွေလဲရှုပ်လာတော့တိတ်ကြည့်လို့မကောင်းတော့လို့ကျွန်တော်ခံစားရတယ်ပေါ့နော်ကျွန်တော်အာဆင်နယ်ကိုအားပေးလာတာအာဆင်နယ်ကိုချစ်လို့ပါဒီတိုင်း ဖလားတွေရလို့လည်းမဟုတ်ပါဘူးဖလားရခြင်းလည်းဆိုကျွန်တော် Real Madrid တို့ Man City တို့အားပေးလို့ရပါတယ်ဖလားလို့ယူလို့မဟုတ်ပါဘူးကျွန်တော်တို့ Arsenal အသင်းဖြစ်နေလို့ချစ်တာပါတာမယ်ဆန်ဆန် Championship ရောက်နေကျွန်တော်လိုက်ပြီးအားပေးနေဦးမှာပါဒီအသင်းဖြစ်နေလို့ကျွန်တော်တို့အားပေးရပါအခု Arsenal ကအာတီတာနိဗျအာတီတာရဲ့လက်ထက်မှာနိဗျအာတီတာဆိုတာလဲအာဆင်နယ်ကိုအေဗာတန်အနေပြောင်းလာတဲ့ကွင်းလယ်ကစားသမားတစ်ယောက်ပါ ကြိုက်ပါတယ်သူပြောင်းလာတော့ကတော့ကြိုက်တယ်တာကြီးခြေစွမ်းပြရတဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ Man City ကိုတူရဲ့တလုံးလဲတော့ wicket ကိုနဲ့နိုင်ခဲ့ဘူးတော့ကျွန်တော်တို့တော်တော်ကြီးမှတ်ရနေတယ်ဘာလို့လဲဆိုတော့ Man City ဆိုတာ Arsenal နိုင်ဖို့ခက်ခဲတဲ့ပြင်မှာအဲ့တော့ဒါပေမဲ့ Arteta ရဲ့ wicket တလုံးနဲ့ကိုနဲ့ Arsenal က Man City ကိုနိုင်ခဲ့ပူပါတယ်အဲ့တော့ Arsenal Arteta Arsenal ကိုကင်တော့ကျွန်တော်သဘောကျပါတယ်ဘာလို့ဆိုတော့အသင်း Ozil တို့ Aubameyang တို့ Lacazette တို့ နဲ့အဆင်ပြေပြေဖြစ်လိမ့်မယ်လို့ထင်တယ်ဒါပေမဲ့အာတီတာကတော့သူ့ရဲ့နီးစနစ်တွေနဲ့သွေးသစ်လောင်းပြီးအာဆင်နယ်ကိုတိဆောက်ခဲ့ပါတယ်အခုဆိုသူ့ရဲ့ဂျေဆုကြောင့်အာဆင်နယ်ဟာနှစ်တိုင်းလို့လို့အဆင်နဲ့နေပါရပြီးတော့တန်းတစ်ခုကိုရောက်ရှိနေပါပြီချန်ပီယံလိဆိုတာလည်းအရင်လိုရင်တမမနဲ့စိတ်ပူနေရမယ့်အရာမျိုးမဟုတ်ဘူးလို့အပတ်တိုင်းလည်းနှစ်တိုင်းလည်းချန်ပီယံလိပါနေပါတယ်ဒါပေမဲ့ကျွန်တော်ကအာတီတာကိုဂျေဆုမတင်ပါဘူးဒီနေ့အာတီတာဖလားရခဲ့ရင်တော့မှကျွန်တော်အာတီတာကိုဂျေဆုတင်မှာမဟုတ်ပါဘူးကစားမကစားသမားအသက်တွေပြိုးထောင်ပြုစုပေးတယ် อีดานวายีโรฮูลูวิสเคลีโรแมชดาวแมนโรกะซาตะมาลีโอปิสุปิโอทองบีดโลคลาฟิโอรีโรโอดีแกตโรอีซีโรอันตรายบ่เปียกะซาตะมาคาวนี่อันตรายขอแกไปดโลကျေးဇူးတွေအများကြီးရှိပါမယ်ကျွန်တော်အာတီတာကိုကျေးဇူးတင်မှာမဟုတ်ပါဘူး။ဒါဆိုတော့ကျွန်တော်တို့ရဲ့အချစ်တော်ကစားသမားကြီးအိုဆေးကိုမျက်နှာလဲခဲပြစ်လောက်ခဲ့လို့ပါ။အိုဆေးနိုင်ငံကြီးတစ်ခုနဲ့ နိုင်ငံရေးတခုနဲ့တရုတ်နဲ့ပတ်သက်ပြီးတော့အိုဆေးယားအာဆင်နယ်အဖြစ်ပဲခြင်းကိုခံရပါတယ်ကိုဗစ်ကာလမှာလည်းအာဆင်နယ်ရဲ့ယုတ်အယုတ်ကြီးပေါ့နော်အယုတ်ကြီးကိုဟိုလက်ကောင်အယုတ်ကြီးပေါ့နော်ဒိုင်နိုဆောယုတ်ကြီးလားဖုတ်ယုတ်ကြီးလားကျွန်တော်လည်းမသိဘူးအဲ့အယုတ်ကြီးကိုလာလာမပေးတဲ့အချိန်မှာအိုဆေးယားသူ့အိတ်ထဲတရံနဲ့စိုက်ပြီးပေးခဲ့တဲ့ကစားသမားလိုလူသားမျိုးကိုရရဆက်ဆက်ဆက်ဆံခဲ့ပါတယ်အဲ့ကြောင့်ကျွန်တော်အာဒီတာကိုလုံးဝမကြိုက်ပါဘူး ကနေသူဘလောက်ပဲညီစနစ်တွေကောင်းကောင်းညီတော့ဆိုကျွန်တော်တို့အားဆင်နေဆိုရင်တောက်ကန်ဘောတွေအဖြတ်တင်ဘောတွေ free kick တွေဆိုစိတ်ဝင်စားစရာမကောင်းပါဘူးအခုအတီတာလက်ထက်မှာတောက်ကန်ဘောပဲရရ free kick ပဲရကျွန်တော်ရင်ခုန်ရပါတယ်ဂိုးရမယ်လို့ကျွန်တော်တို့မျှော်လင့်ရပါတယ်အဲ့ဒီအတိုင်းပဲဂိုးတွေလည်းအများကြီးရခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့မီဆိုအိုဇေတို့ဥပါမီယန်တို့ပုံဆက်ဆန်လာကာဇက်တို့ပုံမှာအဲနီနီတို့ပုံမှာဆက်ဆန်နေအာဒီတာရဲ့အချို့ကျွန်တော်ကြိုက်ပါဘူး အားကြောင့်မို့ဒီနည်းပြအနေနဲ့အာဆင်နယ်အောင်မြင်မှုတွေရရှိလာပါစေလို့ပဲကျွန်တော်ဆုတောင်းတယ်အာဆင်နယ်အသင်းကိုကျွန်တော်တို့ဘယ်နည်းပြပဲဂိုင်းဂိုင်းဘယ်ကစားသမားပဲကတ်တယ်ကျွန်တော်ချစ်ပါတယ်ဒါအာဆင်နယ်အကြောင်းလေးပေါ့နော်ဒါအာဆင်နယ်ကိုကျွန်တော်တို့အားပေးနေရတဲ့အကြောင်းရင်းလေးကိုပြောပြတာပါဒုတိယလူတွေစီစဉ်တွေနေလာမပြောပါနဲ့ဖလားရရှိရရှိမရရှိမရရှိရှမ်းမြန်လေးဝင်ဝင်မဝင်ဝင်ဆောက်ပြီးမဆိုင်ပါဘူးကျွန်တော်တို့အာဆင်နယ်ကိုချစ်လို့အားပေးရဖြစ်ပါတယ်အဲ့ဒါလေးတစ်ခုကိုကျွန်တော်ပြောပြချင်တာဖြစ်ပါတယ် ဒီနေ့တော့ဒီလောက်ပါပဲအာဆင်နယ်အကြောင်းလေးကိုအတူထွားလေးပြန်ဆက်ပေးရခြင်းဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်